အားလုံးပဲမိလာပါကျွန်မကတော့ session A04 မှာပြည်ညတ်ကြားနေတဲ့ 7AGU ပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်မကမြန်မာစာအပြောတင်ငန်းစာအခန်း1အခန်း1ကနံပါတ်6ဖြစ်တဲ့ဥပစာဆိုတဲ့တင်ငန်းစာလေးရဲ့ဒီမိခိုးနံပါတ်နှစ်ကလေးကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုလေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော်ဆိုတော့ဒီဗီဒီယိုလေးထဲမှာဘာတွေပါဝင်မလဲဆိုရအကြောင်းအရာတွေတစ်ချက်အရင်ဆုံးရှင်းပြခြင်းပါတယ် ပထမတစ်ခုကတော့ဥပစာစကားဆိုတာကဘာလဲအဲ့တော့ဒီဘန်စကားဆိုတာကဘာလဲဥပစာနဲ့ဘန်စကားတွေရဲ့ဥပမာများပြီးတော့ဥပစာနဲ့ဘန်စကားရဲ့နှရှင်ချက်စတာပေါ်မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဥပစာစကားဆိုတာကဘာလဲဥပစာစကားဆိုတာကတော့ဥပစာရာဆိုရဲဒီပါဠိစကားစကားကနေဆက်သက်လာတဲ့ပါဠိတော်ဟောတာတစ်ခုဖြစ်ပြီးတော့ဒီသင်စားသောစကားလို့လည်းအဓိပ္ပာယ်ရပါတယ် မြမပြီးကြမှာဆိုရင်တော့တစုံတစ်ခုရဲ့အမိကိုအခြားတစုံတစ်ခုမှာတင်စားပြောဆိုရဲလို့ဖော်ပြထားပါတယ်။ခုပစာအမျိုးအစား6မျိုးရှိပါတယ်။ပရမတကူကတော့လူခန္ဓာကိုအစိပ်ပိုင်းကိုအခြားအရာဝတ္ထုတွေနဲ့တင်စားတဲ့ဥပစာဒုတိယတကူကတော့အခြားအရာဝတ္ထုအမည်တွေကိုကိုယ်ခန္ဓာအစိပ်ပိုင်းအမည်ရဖြည့်တင်စားတဲ့ဥပစာတတိယတကူကတော့ကိုယ်ခန္ဓာစွမ်းရည်ရဲ့ဂုံတူးဒေတာတွေကိုအခြေပြုပြီးတင်စားတဲ့ဥပစာ ။ဆုံးထားတစ်ခုကတော့အပြုအမူအခြေအနေကို အခြေပြုရဲ့ဥပစာ။ပစ္စမတစ်ခုကတော့လုပ်ငန်းဆောင်တာတွေကို အခြေပြုရဲ့ဥပစာ။စထမတစ်ခုကတော့အာယုံခံ၅ပါးအစင်းအတန်းအနံ့အရတာအထီးတွေ့စတဲ့အာယုံခံခံစားမှုတွေနဲ့ပတ်သက်ပြီးတော့တင်စားတဲ့ဥပစာလို့ဥပစာတွေပဲဖြစ်ပါတယ်။ဆိုတော့ပထမဆုံးတစ်ခုအနေနဲ့လူခဏာကိုအစိတ်ပိုင်းကိုအခြားရာဝတ္ထုတွေနဲ့တင်စားတဲ့ဥပစာလေးတွေကို ဥပမာလေးနဲ့ပြချင်ပါတယ်ပထမတစ်ခုကတော့မျက်တောင်ဒီမျက်လူရဲ့ခန္ဓာကိုယ်မျက်လုံးကမျက်တောင်မှရှိတဲ့ဒီအစိပ်ပိုင်းကိုတောင်နဲ့မျက်လုံးနဲ့ပေါင်းဆက်ပြီးတော့မှသင်္ကန်းထားတဲ့ဥပစာပဲဖြစ်ပါတယ်အာနံပါတ်1ကတော့ခေါင်းပြီးဒီလိုပဲနံပါတ်3လဲလက်ချောင်းအလင်းဖင်လက်တောင်စတဲ့ဥပစာမျိုးကြီးဖြစ်ပါတယ်ဒုတိယတစ်ခုအနေနဲ့အခြားရာဝတ္ထုအမျိုးတွေကို ်ဒုက္ခနာကိုအစိတ်ပန်းအမိရဲ့ပြေတင်စားတဲ့ဥပစာဆိုပြီးတော့ရှိပါတယ်။ဒါတွေကတော့တမင်မျက်လုံး၊ဝက်နှာခေါင်း၊ဇင်ရောမျက်ခုံး၊ဓာသွားနဲ့သကွဲချီရောက်တို့ပဲဖြစ်ပါတယ်။တတိယတစ်ခုဖြစ်တဲ့ကိုခန္ဓာစွမ်းရည်ရဲ့ဂုံတို့ဝိတ္တာများကိုအခြေပြုပြီးတင်စားထားတဲ့ဥပစာတွေမှာဆိုရင်လည်းနံပါတ်၁တစ်ခုအနေနဲ့အရှက်မရှိပဲပြောဆိုသည်ကိုမျက်နှာပြောင်တိုက်တယ်။ အလုပ်ကိစ္စတွေကိုမျက်စံပြီးမြောက်တယ်ဆိုတာကိုလက်သွတ်တယ်။သူတော်ဘာပေါ်ဒီလုံလုံလုံစင်ကနေကိုလဲပြီးတော့မိမိအဖို့သားလိုအောင်လုပ်တာကိုလူလူလူလဲကြတယ်။ကြောက်အားလန်အားနဲ့အသက်ရှင်ဖို့အတွက်အတကုံပြေးတာကို ဖနှောက်နဲ့တင်မှတသားတည်းပြေးတယ်။လွန်တဲ့အချိန်ကြာမှအကြံရန်ကောင်းနေထွက်လာတာကိုရွှေရံတော်စူးရောက်တယ်ဆရာတွေပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့အပြုအမူအခြေအနေကို အခြေပြုတဲ့ဥပစာ ရေကိုတစ်ချက်ပြရချင်ပါတယ်။ပထမဥမာအနေနဲ့မောပန်းနွမ်းနေတာကိုခြေကုံလက်ပန်းကြရတယ်။တစုံတစ်ခုကိုထိလန့်ကြောက်ပြုတ်ပြီးတော့လုံမလို့ရလုံတယ်။ဒါကိုခြေမကမ်းမီလက်မကမ်းမီဖြစ်တယ်။မိပိုင်ဆိုင်တဲ့အရာတွေကိုကျင်းနဲ့နှစ်သိမ့်နှစ်သက်တယ်ဆရာကတော့ဒီရောင်ရမ်းတင့်တိတ်နေမိမိရရှိရဲ့အခွင့်အရေးကို အသုံးမချတတ်တာကိုရအောင်လေးရတယ်ချက်ပြချက်ပြနိုင်တာကိုစက်ပြတဲ့လင်ပြောက်တဲ့ဆရာရဲ့ ဥပစာရည်အနေနဲ့ဥမာအနေနဲ့ကြည့်နေပါတယ်။နောက်တစ်ခုအနေနဲ့လုပ်ငန်းဆောင်တာကိုအခြေပြုတဲ့ဥပစာရည်ဥပမာလေးတွေကိုတခြားပြချင်ပါတယ်။ပထမတစ်ခုအနေနဲ့ဆာလဒန်ပီဒန်ဆိုတဲ့ဥပစာလေးဖြစ်ပါတယ်။ဒီဥပစာလေးကိုတော့စာပေနဲ့တဆိုင်နဲ့အသုံးလုံးမှာတုံးကြရပါတယ်။ကျွန်တော်တို့နေ့စဉ်ဘဝမှာတုံးရည်ဆိုပေမဲ့ဒီဒီစကားလေးကတော့စာပေနဲ့တဆိုင်နဲ့အသုံးလုံးလို့ဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကီးကြောင်နေအဲကိုနဲ့ မကိုက်နေတာပြီးရင်ဒီချင်းဆုံနေတာကြီးကြောင်တာစတဲ့အရာတွေကိုဖော်ပြတဲ့အခါမှာဒီစကားကိုသုံးပါတယ်။ဒါကတော့ဂီတနဲ့ဆိုင်တဲ့အသုံးအနှုန်းပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့အရင်ရှုံးနေမိမိရင်းလိုက်ရတဲ့အရာနဲ့ဒီမတန်မရာပြန်ရရယ်မိမိရင်းလိုက်ရတဲ့အရာထက်ပိုပြီးမှနည်းတာအဲပိုပြီးမှနည်းတဲ့အကျိုးကျေးဇူးကိုပြန်ရရယ်ပေါ့နော်။စတဲ့နေရာမှာအရင်ရှုံးနေလို့သုံးပါတယ်။ဒီစကားလေးကတော့ ီဥပစာလေးကတော့စီဝိုင်းနဲ့ပင်နဲ့သက်ဆိုင်တဲ့အသုံးငယ်ဖြစ်ပါတယ်။နောက်တစ်ခုကတော့ဒေဝါလီခန်နဲ့ဒေဝါလီခန်နာကတော့မိမိလုပ်တဲ့စီပွားရေးအဲစီပွားရေးကဒီဖြတ်သိမ်းခံလိုက်ရတယ်။စတဲ့နေရာမှာဒေဝါလီခန်နဲ့လို့သုံးပါတယ်။ဒါကိုတော့စီပွားရေးနဲ့ပင်နဲ့သက်ဆိုင်အသုံးလို့သတ်မှတ်လို့ရပါတယ်။နောက်တစ်ခုကတော့အလင်းဝင်နဲ့အလင်းဝင်တာကတော့အဲကျမတို့အနေနဲ့ မကန်တဲ့ဒီလမ်းလမ်းဘက်ကိုအချိန်မနှောင်းခင်မှာရောက်ရှိလာရပေါ့နော်စားတဲ့နေရာမှာတော့အလင်းဝင်လို့သုံးပါတယ်ဒါတော့နိုင်ငံကြီးနဲ့သက်ဆိုင်တဲ့အသုံးလုံးကိုထည့်ထားပါတယ်နောက်ဆုံးတစ်ခုအနေနဲ့အာယုံကန်၅ပါအစင်းအတန်အနဲ့အရတာအထီတွေ့စားတဲ့အာယုံအာယုံခံစားမှုတွေနဲ့ပတ်သက်ပြီးသင်စားတဲ့ဥပစာအနေနဲ့ဒီဥပမာလေးကြီးငါခုကိုပြချင်ပါတယ်ပထမတစ်ခုကတော့စကားကြမ်းနဲ့စိတ်အေးတယ်ဖြောက်မတ်တယ် လောကဒဏ်ကခါတည်တယ်၊လဝင်ချိုတယ်၊စတဲ့ဥပမာလေးတွေဖြစ်ပါတယ်။ဒုတိယအပိုင်းနေနဲ့ဘန်စကားဆိုတာကဘာလဲ။ဘန်စကားဆိုတာကတော့လူဦးနယ်ပယ်မှာစကားတစ်အဖြစ်နဲ့တီထွင်သုံးဆွဲတဲ့ခေတ်ပေါ်စကားတွေပဲဖြစ်ပါတယ်။ဒီဘန်စကားကိုဘသူဘဝကဖန်တီးတယ်၊ဘယ်အကြောင်းကိုပဲဆွဲရမလဲ။ဘလို့အစည်းကမ်းကြီးရှိတယ်ဆိုတာကိုမတတ်မနိုင်ပါဘူး။ ခက်အလိုက်တစုံတစ်ကိုကတုံးလိုက်ပြီးတော့ဒီစကားကိုတခြားသူတွေကလည်းနှစ်သက်လက်ခံပြီးတော့လိုက်တုံးကြတယ်ဒီစကားကိုတုံးတွင်းနေလာရယ်ဆိုလို့ရှိရင်ဘန်းစကားတည့်ဖြစ်လာတာဖြစ်ပါတယ်ဘန်းစကားရဲ့ဥပမာတွေနဲ့ကြည့်မယ်ဆိုရင်တော့ရခင်ခေတ်အခါတုန်းကခြေဝေပါရယ်ဆိုတာကိုတနည်းအားသွားဖို့ဥတီပြင်မဲ့ဒီဥတီရာကိုတက်တဲ့မသွားဘဲနဲ့ရှောက်ပတ်တဲ့နေရာမှာတုံးကြတယ် ခုပဲအခါမှာတော့ခြေပွေပါရယ်ဆိုတဲ့အထိပ္ပယ်နဲ့စင်တူနဲ့အဝေထိုးတယ်၊လမ်းတလားတယ်စရယ်ဘန်သာကကိုအသုံးပြုပြီးတော့ပြောဆိုကြပါတယ်။ဒုတိယဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ပခင်ဖြစ်အခါတုန်းကနေကြီးတယ်ဆိုတော့ကိုစကားချက်ပြောတဲ့အခါမှာသုံးကြပြီးတော့ခုပဲအခါမှာတော့ဒီလေကြီးရယ်ဆိုတာနဲ့ဒီအထိပ္ပယ်စင်တူပြီးတော့စင်တူတဲ့အသုံးလုံးကတော့အာချောင်းနေဆိုပြီးတော့ဖြစ်ပါတယ်။နောက်ခုကတော့ခင်ခင်အခါမှာ ဒီအမျိုးသမီးကိစ္စကြောင့်မူထူနေတဲ့သူကိုဆော်လမွန်ဆိုပြီးမှတုံးကြပြီးတော့ကိုခွေအခါမှာတော့နွားကြရဲဆိုပြီးမှဗန်းစကားအနေနဲ့တုံးကြပါတယ်။နောက်တစ်ခုကတော့ဒီကတိအခါမှာဆိုရင်ဦးကြောင်ကြောင်ကြောင်တော်ပြုမူခြင်းကိုကြောင်ဖတ်လို့တုံးကြပြီးတော့ဒီကိုခွေအခါမှာတော့ဒီခေါက်တီးဆိုပြီးမှဗန်းစကားကိုအသုံးပြုပြီးမှပြောဆိုကြပါတယ်။နောက်ခုအနေနဲ့ဒီကတိအခါတော့က PTT လေလွင့်နေတဲ့သူကိုဂျလီဘီလို့သုံးသုံးကြပြီးတော့ ်ခုခုအခါမှာတော့လန်တီးရဲဆိုတဲ့ခန်းစကားကိုအသုံးပြုပြီးမှပြောဆိုကြပါတယ်။ဒီခေတ်ကြီးအခါမှာဆိုရင်ဆာတော်တဲ့သူကိုလူရည်ကျုံလို့အသုံးပြပြီးတော့ဒီခုခုအခါမှာတော့ hyper ဆိုတဲ့စကားကိုအသုံးပြုပြီးမှခန်းစကားအနေနဲ့ပြောပြောဆိုကြပါတယ်။နောက်ဆုံးအပိုင်းလေးအနေနဲ့ဒီဥပစာစကားနဲ့ခန်းစကားဆိုရဲဒီနှစ်ခုရဲ့နှာရှင်ချက်လေးကိုတစ်ချက်ရှင်းပြတော့ပါမယ်။ဆိုတော့ဥပစာစကားက နေ့စဉ်ပြောဆိုနေတဲ့စကားတွေမှာထည့်သွင်းပြီးမှပြောဆိုနေရှိကြပါတယ်။ထို့အတူပဲဗန်စကားမှာဗန်စကားဆိုလို့ရှိရင်လည်းနေ့စဉ်ပြောဆိုနေတဲ့စကားတွေမှာထည့်သွင်းပြီးမှပြောဆိုနေရှိကြပါတယ်။ဒါပေမဲ့ဒီနောက်ပိုင်းစာအချက်တွေကတော့ဒီနှစ်ခုကြားထဲမှာမတူညီကိုပြမှုလေးရှိနေပါတယ်။ဥပစာစကားကတော့အမျိုးအစားခွဲခြားမှုရှိတယ်။ခုနကဂျမရှိမပြောရတဲ့အတိုင်းပဲအမျိုးအစား6မျိုးရှိရပါတော့။နောက်ပြီးတော့ကာလရှိတာတည်ငြိမ်မှုရှိတယ်။ ပြီးတော့ဒီခွဲခြားတဲ့အခါမှာအသုံးပြုတဲ့အခါမှာစစ်စစ်နေကြတယ်။နောက်တော့စကလုံးတိုင်းကိုဥပစာစကားလို့မတတ်မနိုင်ဘူး။သူ့မဟုတ်တဲ့လက္ခဏာရေးရှိတယ်။ပြီးတော့အသက်ရွယ်မရွေးသိရှိနားလည်နိုင်ပါတယ်။ဒါနဲ့မတူညီပြပြတဲ့ဗန်စကားမှာဆိုရောဘသူဘဝဖန်တီးရဲ့သူဖန်တီးရဲ့သူမရှိဘူး။အစုံတအိုးကစတင်တည်ထွင်လိုက်ပြီးတော့လူများကနှစ်သက်လို့ရှင်ဆက်လက်ပြီးမှလိုက်တုံးနိုင်တယ်။ကာလရှိကြတည်မြဲမှုမရှိဘူး။ကလရှိတဲ့နေမျိုးမရှိဘူးဆိုတာကခိလိုက် ဗန်းစကားတွေပေါ်ပေါ်နေပြီးတော့ဒီဗန်းစကားတွေကလည်းညသောအဖြစ်ခစ်လူငယ်တွေကဖန်တီးတဲ့စကားတွေလို့ပဲပြောလို့ရပါတယ်။ဒါကြောင့်မလို့ဒီခစ်လူငယ်အချင်းချင်းပဲစကားပြောဆိုတဲ့အခါမှာနားလည်ကြပြီးတော့တချို့တော့ဒီလူငယ်စကားလူငယ်စကားဝိုင်းနဲ့မရင်းနှီးတဲ့ဒီတက်ဒီဝယ်ဒီအဒီအတက်ရွယ်အပိုင်းချမှာရှိနေတဲ့လူကြီးတွေဆိုရင်တော့ဒီဗန်းစကားကိုအကုန်လုံးအလုံးစုံနားမလည်နိုင်ကြပါဘူး။ဆိုတော့ဗန်းစကားမှာ ဒီကာလရှိကြတည်ငြိမ်မှုမရှိဘူးခေကာလအလိုက်သကလုံးသစ်ဒီပေါ်ထွက်လာနိုင်တယ်ရှစ်စနစ်လည်းမကြဘူးဥဒေတာလက္ခဏာတွေမရှိဘူးနောက်ပြီးတော့ခေလူငယ်များသာတားလည်နိုင်ကြတာဖြစ်ပါတယ်ဒါတွေကတော့ကျမရဲ့ကျမကဒီစဉ်းစားပြီးမှဒီနှာရှင်ထားတဲ့အချက်လေးဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိနှာစင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲကြောက်လန့်မှုကင်းပြီးတော့ဘေးကင်းလုံခြုံရေးလေးရတဲ့ကို အမြင်ဆုံးရရှိနိုင်ကြပါလို့ဆုတောင်းပေးရင်လည်းဒီညမှာပဲအဆုံးသတ်ပါရစေ။